ကဲဒါရုမျိုးကြီးဒါဆိုရင်ဆရာတို့အရှိရာသင်ခန်းစာမှာတော့ငါဗားရီသင်ခဲ့လေ1 2 10ဟုတ်ပြီနော်ဆရာတို့1အနေနဲ့10တိကဏ္ဍတွေကိုဆရာတို့ဘယ်လိုခေါ်လဲနော်ပြီးသွားရင်နောက်တစ်ခုကဆရာတို့ count ဘယ်လိုလုပ်လဲဒါတွေကိုပြောသွားတယ်ကဲဒါဆိုရင်ဆရာတို့ဒီသင်ခန်းစာမှာကျတော့10ကနေစပြီးတော့ဆရာတို့ရှေ့ဆက်လိုက်ကြအောင်ကဲဒါပြီး10ပြီးရင်ဘာလာလဲဆိုတော့ဆရာတို့က11လာဆိုတော့ဆရာတို့ဒီကဏ္ဍသင်ခန်းစာမှာကျတော့11 to 20 ရာတို့မြန်မာလို့ဆိုရင်71ကနေ20ပေါ့နော်ဒီကဏ္ဍနေကိုဆရာတို့ဆက်ပြီးတော့လေ့လာလိုက်ကြအောင်ကဲစိတ်ဝင်စားဖို့ကောင်းပါတယ်ဆရာတို့အရင်ဆုံးဘာလုပ်လဲဆိုတော့11 to 20เนาะကဏ္ဍနေကိုဘယ်လိုခေါ်သလဲเนาะဒါလေးကိုဆရာနဲ့ဒါတို့မီရိုတူတူကြီးလိုက်ကြအောင်ကဲဒါတို့မီရိုကြီးပါအောင်စပြီเนาะဘာကဏ္ဍလဲဒါ11ဟုတ်ပြီနောက်တစ်လုံးထပ်ကြည့်မယ်11 12 13

Okay, ဒါပဲသားတို့မျိုးကြီးเนาะဒါဆိုရင်11 to 20 Okay, ဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့မှတ်မိသွားအောင်ဆရာနဲ့တူလိုက်ရကြအောင်။ Okay, စပြီ11 12 13 14 15 16 17 18 19 20 very good are we now ကဲဒါဆိုဒါတို့မျိုးရေနော်ဘာမှမဖြစ်ပါဘူး11 to 20လွယ်ပါတယ်ကဲဒါဆိုရင်ဆရာနဲ့တူတူနော်တခါဖတ်ပြီးသွားပြီဆိုတော့ခေါင်းထဲမှာနည်းနည်းလေးတော့ဝင်သွားပြီလို့ဆရာယူဆတယ်နော်ကဲဒါဆိုရင်ဒါတို့မျိုးရေပို့ပြီးတော့ခေါင်းထဲမှာဖတ်မိသွားအောင်ဆရာတို့ဒီတခါဘာလုပ်မလဲဆိုတော့อืมဆရာကကဏ္ဍတစ်ခုပြမယ်နော်ဆိုတော့အဲဆိုရင်ဒါတို့မျိုးရေအဲ့ဒီကဏ္ဍကဘာကဏ္ဍလဲနော်ဆရာကိုဒါ point လုပ်ပြမယ် ဆရာကိုရှုံးလုပ်ပြကဲဟုတ်ပြီနော်ဒါဆိုရင်ဆရာစိတ်ထဲမှာရှိတဲ့ကဏ္ဍငါးလုံးကိုပြောပါနော်ဆိုတော့အဲ့ထဲမှာမှာဘယ်ကဏ္ဍဖြစ်မလဲဒါဆိုရင်ဆရာသားတို့ပြီးတော့11 to 20ကဏ္ဍနဲ့အကုန်လုံးပေးလိုက်ပြီဆိုတော့အဲ့ထဲမှာမှာဆရာစိတ်ထဲမှာရှိတဲ့ကဏ္ဍငါးလုံးကိုပြောမယ်သားတို့တို့ကဆရာပြောတဲ့ကဏ္ဍကိုနော် point လုပ်ပြရမယ်ဟုတ်ပြီနော်ကဲဒါဆိုဆက်လိုက်ကြအောင်ဒါဆိုဆရာကို show me 11 Correct. Very good. So this time, show me 15. Don't like that. Ah, very good. So this time, show me 17. Very good. Okay, so CIO, show me 16. Very good. Hope Okay, that's when CIO, you got to show me 20. Ah, very good. Correct. တော့ဒါသမီးတို့ကတော်လိုက်တာเนาะဇာတင်ထားတာတွေကိုမှတ်မိရဲ့เนาะကဲဒါဆိုရင်ဒါသမီးတို့ရေဒါဆရာတို့တိတက်ပို့ပြီးခေါင်းထဲဝင်သွားအောင်ဆွဲသွားအောင်မှတ်မိသွားအောင်ဆရာတို့နောက်တစ်ခုထပ်လုပ်ကြအောင်เนาะဆိုတော့ဆရာကြီးကဆရာစိတ်ထဲမှာရှိရဲ့ကဏ္ဍနောက်ထပ်၅လုံးကိုဒါသမီးတို့ပြမယ်အဲ့ဒီ၅လုံးကဆရာပြလိုက်တဲ့၅လုံးကဘာကဏ္ဍနေလဲဆိုတော့ဒါသမီးတို့ကပြောပြရမယ်เนาะဆရာပြန်ဖြေပြရမယ်ဟုတ်ပြီဒါဆိုစလိုက်ကြအောင်โอเคဆရာဟုတ် Okay, so what is this? Yes, it's 18. Very good. Okay, so what is this? Yes, it's 12. Very good. So what is this? Correct. It's 19. Very good. Hobie. So, Didika, what is this? Correct. It's 14. Very good. So, what is this? Correct. It's 16. Very good. Okay. Taro miro i no. Agu sia pyo twa da go. Taro miro bi. Kaung ne ma swae bi lo sia tin Okay. ဒါဆိုသားတို့မိတို့เนาะဆရာတို့ဒီနေ့လှုပ်သွားတာဗာလေ11 to 20ခန်းတန်းတွေကိုဆရာတို့ကအရင်ဆုံးဘယ်လိုခေါ်ရလဲဒီခန်းတန်းရဲ့နာမည်လေးတွေကိုဆရာတို့မိတ်ဆက်သွားတယ်เนาะဒါဆိုသားတို့မိတို့ဒီနာမည်လေးတွေကို ပြန်ပြီးမှတ်မိသွားအောင်ဆရာကူနာမိတ်ဆက်ပြသွားတဲ့အတိုင်းပဲသားတို့မိတို့ကအိမ်မှာထပ်ပြီးတော့11 to 20ခန်းတန်းတွေကိုပြန်ပြီးတော့ဖတ်ကြည့်ပါ ပြန်ပြီးတော့မှတ်ထားပါကဲဒါဆိုရင် 11 to 20ခန်းတန်းတွေကိုသားတို့မိတို့သိသွားပြီเนาะ ါဒါဆိုရင်နောက်ထပ်ဆရာတို့ exercise လုပ်တဲ့အခါမှာပြန်ပြီးတော့တွေ့ပါမယ်။